ားလုံးပဲမင်္ဂလာပါဆိုမိမှကျန်လုံးကနေကြိုဆိုပါ၏မြန်မာသတင်းနှင့်နိုင်ငံသတင်းများဆက်လက်တင်ပြသွားမည်မလေးရှားတွင်တရားမဝင်နေထိုင်သူ969ဦးဖမ်းဆီးခံရမြန်မာ226ဦးပါဝင် မလေးရှားနိုင်ငံစလန်ကာပြည်နယ်စံဝေးမန်ဒရီကောဒေတာတွင်မေလ22ရက်နေ့ကပြုလုပ်ခဲ့သောစစ်ဆေးရေးတစ်ခုအတွင်းတရားမဝင်နေထိုင်နေသောနိုင်ငံသား969ဦးအားမလေးရှားအာဏာပိုင်များကဖမ်းဆီးခဲ့ကြောင်းသိရသည်ထို့အနက်မြန်မာနိုင်ငံသား226ဦးလည်းပါဝင်သည် လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ချက်အရစစ်ဆေးမှုမှာနိုင်ငံသား1569ဦးအားစစ်ဆေးရာမှတရားဝင်စာရွက်စာတမ်းမရှိသူ969ဦးအားဖမ်းဆီးခဲ့ကြောင်းဖော်ပြထားသည်ထို့အနက်မြန်မာ226ဦးအင်ဒိုနီးရှား201ဦးဘင်္ဂလားဒေ့ရှ်82ဦးပါကစ္စတန်46ဦးနီပေါ်44ဦးအိန္ဒိယ10ဦးနှင့် ထိုင်း2ဦးပါဝင်သည် ဖန်စီခံရသူများအနက် UN မှထုတ်ပေးသည့်လက်မှတ်များကန်ဆောင်ထားသူများလည်းပါဝင်ကြောင်းသိရပြီးယင်းတို့အတွက် UN ရုံးနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများကဆောင်ရွက်နေကြသည့်ဇိုမီလူမျိုးကိုဝင်ဆောင်မျိုးသမီး2ဦးနှင့်ဒီလာအတွင်မွေးဖွားမိအမျိုးသမီး2ဦးကိုမေလ23ရက်နေ့တွင်ပြန်လွတ်ခဲ့ကြောင်းဇိုမီတိုင်းရင်းသားတို့ကပြောသည်ဖန်စီခံထားသူမြမများထဲမှ တရကျော်သည်ချင်းပြည်နယ်မှဖြစ်ပြီး ယူဝင်ကက်ကင်ထားသူ90ဦးလဲပါဝင်ကြောင်းသိရသည်ရင်းလူအုပ်စုကိုလွှတ်မြောက်ရေးအတွက်သက်ဆိုင်ရာအဖွဲ့အစည်းများက မေလ26ရက်နေ့တွင်မလေးရှားအာဏာပိုင်များနှင့်ညှိနှိုင်းရမည်အကြောင်း UN ရုံးနှီးဆက်သူတဦးကထုတ်ဖော်ပြောကြားခဲ့သည် အတူလက်မှတ်ကင်ထားသူများရှိနေခြင်းကြောင့်တိတိကျကျစစ်ဆေးရမည်ဖြစ်သည်ယူဝင်ကက်ရှိသူတောင်မလေးရှားလူဝင်မှုဌာနကဖမ်းဆီးခွင့်ရှိသည့်အတွက်စစ်တမ်းအပြီးမှသာထုတ်လွှတ်ခြင်းခံရနိုင်မည်ဟုဆိုသည် လက်ရှိတွင်ဖမ်းဆီးခံထားသူများအားစမုံငင်းကန့်ရှိလူဝင်မှုကြီးကြပ်ရေးဌာနတွင်ထိန်းသိမ်းထားပြီးဥပဒေအရဆက်လက်ဆောင်ရွက်နေကြောင်းသိရှိရသည်။အာမခံလုံသားများ၏တာသမီများကိုပညာသင်စရိတ်ထောက်ပံ့ပြီးလူမှုဖူလုံရေးအဖွဲ့မှအာမခံကြီးပေးသွင်းထားတဲ့အလုပ်သမားတွေရဲ့အချိန်ပြည့်ပညာသင်ကြားနေတဲ့တာသမီတွေကိုပညာသင်စရိတ်ထောက်ပံ့ပေးသွားမယ်လို့အလုပ်သမားဝင်ကြီးဌာနလူမှုဖူလုံရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ အမခန်လို့သမားတွေရဲ့ပညာသင်ကြားနေတဲ့သားသမီးတွေအတွက်ပညာသင်စရိတ်ဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစား권နဲ့သက်ဆိုင်တဲ့အမိတ်ကြီးညာစာထုတ်ပြန်ပြီး၃လအတွင်းအကျိုးခံစား권လျှောက်ထားရမှာဖြစ်ပြီး၃လကျော်သွားတဲ့လျှောက်လွာတွေကိုတော့အေးအေးယူဆောင်ရွက်ပေးမှာမဟုတ်ဘူးလို့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါသည်အကျိုးခံစား권နဲ့အကျုံးဝင်တဲ့အာမခံလို့သမားတွေရဲ့သားသမီးတွေအတွက်ထောက်ပံ့ငွေကိုတပြေးညီခံစား권ရရှိစေဖို့အတွက်အာမခံထားသူရဲ့ အများဆုံးလုတ်ခွင်ငွေကို73တိန်သတ်မှတ်ထားတယ်လို့သိရပါသည်။အမခန့်အလုတ်သမားတွေရဲ့မူလာတန်းပညာသင်ကြားနေတဲ့သားသမီးတဦးအတွက်ကျက်30,000အလဲတန်းပညာသင်ကြားနေတဲ့သားသမီးတဦးအတွက်ကျက်45,000သူညသူညသူညအထက်တန်းပညာသင်ကြားနေတဲ့သားသမီးတဦးအတွက်ကျက်60,000သူညသူညသူညနဲ့တက္ကသိုလ်ပညာသင်သားသမီးတဦးအတွက်ကျက်85,000သူညသူညသူညထောက်ပံ့ပေးမယ်လို့သိရပါသည်။ အဲ့ဒီအကျိုးခံစား권ကိုမှတ်ပုံတင်ပြီးအာမခံအမှတ် social security number ရရှိထားပြီးလက်ရှိအလုပ်လုပ်ကိုင်နေတဲ့အာမခံထားသူတွေကမှတ်ပုံတင်ကာလ48လနဲ့ထဲဝင်ကြီး36လပေးသွင်းထားတဲ့အာမခံလုပ်သားတွေကရရှိမှာဖြစ်ပါသည်လုံရှင်တွေအနေနဲ့အကျုံးဝင်တဲ့အာမခံအလုပ်သမားတွေအတွက်တက်မှတ်စာရွက်စာတမ်းတွေကိုတက်ဆိုင်ရာလူမှုဖူလုံရေးယုံတွေကိုပြုစုတင်ပြရမယ်လို့ဆိုပါသည်။အဲဒီနောက်လူမှုဖူလုံရေးအဖွဲ့ချုပ်က တင်ပြလာတဲ့အကျုံးဝင်အလုသမားစည်းရင်းနဲ့ခွင့်ပြုငွေပမာဏကိုစီစစ်ပြီးပညာသင်စရိတ်ထောက်ပံ့ငွေထုတ်ယူခွင့်ပြုသွားမှာဖြစ်တယ်လို့လည်းသိရပါသည်။တွတ်တော်များအထာမြောက်စီရီဆောင်ရွက်သွားရင်လို့ဟုတချို့ပြော။ ါတီဆောင်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီးချိန်ပြည်ထောင်စုအဆင့်နဲ့တိုင်းဒေသကြီးပြည်내လွှတ်တော်တွေခေါ်ယူရမှာလွှတ်တော်ထားမြောက်စေဖို့အတွက်ဆောင်ရွက်သွားကြရမှာဖြစ်တယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတမတော်ကာကွယ်ရေးဦးစီးချုပ်ဦးချုပ်မှုကြီးမင်းအောင်နိုင်ကပြောကြားခဲ့ပါသည် မေလ23ရက်ကပြီးကန်ဒီတာတိုင်းစစ်ဌာနချုပ်ကျိုင်းတုံတနေကအရာရှိစစ်တီမိသားစုတွေကိုတိုင်းစစ်ဌာနချုပ်ပြည်ငင်းအေးခမ်းမှမှတွေ့ဆုံအမှာစကားပြောချိန်မှာအခုလိုထည့်သွင်းပြောကြားခဲ့တာသည်ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့လိုကြောင်းဆန္ဒမဲပေးတာနဲ့ပတ်သက်လို့ဒေသနဲ့နိုင်ငံတော်အကျိုးကိုအမှန်တကယ်ပေါ်ဆောင်ပေးနိုင်တဲ့ကိုယ်စားလှယ်လောင်းတွေကိုရွေးချယ်ဖို့လိုတယ်လို့လည်းဆိုပါသည် တက်မတော်အနေနဲ့လည်းနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနဲ့တည်ငြိမ်အေးချမ်းရေးအတွက်အမားခံအနေနဲ့ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့လည်းပြောပါသည်မိမိတို့အနေနဲ့ဖွဲ့စည်းပုံအခြေခံမျိုးတွေနဲ့အညီနိုင်ငံတော်ကိုတာဝန်ယူဆောင်ရွက်ခဲ့တာကြောင့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုမဖြစ်မနေဆောင်ရွက်ပေးရမှာဖြစ်တယ်လို့လည်းဆိုပါသည် ဒါကြောင့်အမြန်ဆုံးဆောင်ရွက်နိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်နေပြီးတန်ရှင်းနဲ့ရွေးကောက်ပွဲဖြစ်စေဖို့အတွက်ဆန္ဒမဲပေးရာမှာမဲစည်းရင်းမှားရွေးမှုအ ਨੇ ဆုံးဖြစ်စေနိုင်တဲ့ electronic voting machine နဲ့မဲပေးနိုင်ဖို့ဆောင်ရွက်နေတယ်လို့သိရပါသည်။ပါတီဆောင်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုရာထားသတ်မှတ်ပြီးဖြစ်တဲ့အတွက်အချိန်မီကြိုတင်ထုတ်ပြန်ပေးသွားမယ်လို့လည်းပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်အရသိရပါသည်။စစ်ကောင်စီ၏ ပလဲတို့တက်စခန်းသိန်းတိုက်ပွဲမှာစစ်ကောင်စီတက်စီကသိန်းစီရမိထားသည့်တရား20မမဘုံဒီများကျဲချတိုက်ခိုက်ခဲ့။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အတွင်းကစစ်ကောင်စီပလဲတို့တက်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ရာမှာဒရုန်းတွေအသုံးပြုပြီးသိန်းစီရမိထားတဲ့စစ်ကောင်စီတက်ရဲ့တရား20မမဘုံဒီတွေကျဲချတိုက်ခိုက်ခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့ကထုတ်ပြန်ပါသည်။ တိုက်ပွဲအတွေ့အကြုံပြေးဝပြီးပြန်တမ်းမှုကျင်းပနေကြတဲ့ခဘရခေါ်မလက်အောက်ရှိ Federal Wings တပ်ဖွဲ့ဟာအရင်က drone တွေထက်စွမ်းအားသုံးစက္ကန့်ပူမိုအားကောင်းတဲ့ Hercules သုံး drone အတစ်တွေနဲ့စစ်ကောင်စီတပ်စီကသိမ်းဆည်းရမိထားတဲ့တရ20မမဘုံးသီးတွေကိုဘလဲဒိုစက္ကန့်သိမ်းတိုက်ပွဲမှာအသုံးပြုခဲ့တယ်လို့သိရပါသည် Federal Wings drone တပ်ဖွဲ့ရဲ့ drone မျိုးစားအစ်ဟာ နှစ်နှစ်ချီဒီဇိုင်းမမတ်စ조사အားထုတ်မှုစီကနေထွက်ပေါ်လာတဲ့အကျိုးရလဒ်နည်းပညာထုတ်ကုန်တစ်ခုလည်းဖြစ်တယ်လို့ဆိုပါသည် Federal Wings Drone တပ်ဖွဲ့အနေနဲ့တော်လန်ရေးထဲမှာပါဝင်နေတာဟာနက်နက်ဆွဲကင်တော်လန်နေတဲ့ရဲဘော်တွေရဲ့အသက်ကိုအတက်နိုင်ဆုံးခြွေတာပေးနိုင်ဖို့သာဖြစ်ပြီးတော်လန်ချင်းအယောင်စင်းတာရှိတာဖြစ်လို့တော်လန်ရေးဖက်ချမ်းမှာရက်တည်နေကြသူမှန်သမျှဟာမိတ်ဆွေတွေဖြစ်တယ်လို့ထုတ်ပြန်ထားပါသည် မလဲတို့ကြီးရွာနီးအင်အားတရနီးပါဝင်ရောက်ကျူးကျော်တက်ဆွဲထားတဲ့မလဲတို့စစ်ကောင်စီတပ်စခန်းကိုမေလ23ရက်မနေ့ညနေပိုင်းချိန်မှာတော်လန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာစစ်သား60ကျော်လက်နက်ချအညံခံခဲ့တာဖြစ်ပါသည်စခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကတေဆုံးသူများပြားပြီးစစ်သားအယောက်30နီးပါးကထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတယ်လို့လဲစီရေးသတင်းရင်းမြစ်နဲ့ထိုင်းသတင်းတွေအရသိရပါသည် ထရန့်၏အခွန်ချင်းချောင်းမှုနောက်ပိုင်း EU မှလေးစားမှုအခြေခံသဘောတူညီချက်ကိုတောင်းဆို American သမ္မတဒေါ်နယ်ထရန့်က EU မှတင်ပို့သောကုန်ပစ္စည်းများအလုံးအပေါ်ငါးဆယ့်ရာခိုင်နှုန်းအခွန်တင်မီဟုချိန်ချောက်ပြီးနောက်ဥရောပသမဂ္ဂအဖွဲ့ဝင်နှင့်၁၈နိုင်ငံသည် American နှင့်ကုန်သွယ်ရေးသဘောတူညီချက်အတွက်လေးစားမှုအပေါ်အခြေခံဆောင်ရွက်ရန်ဆုံးဖြတ်ကြောင်း EU ကုန်သွယ်ရေးကော်မရှင်နာမာရိုဆက်ကိုဗစ်ကပြောကြားသည် တူညီစွာအကျိုးရှိမည်သဘောတူညီချက်တခုရဖို့ဥရောပဘက်ကအာရုံစိုက်နေပါတယ်ဟုအမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ဂျေမီဆန်ဂရီယာနှင့်ဆွေးနွေးပြီးနောက်ဆက်ကိုဘိတ်ကပြောသည်ထရန်ကဇွန်လတရက်မှစတင်၍အခွန်တိုးမြင့်သွားမည်ဟုကြေညာပြီး EU နှင့်ဆွေးနွေးမှုမတိုးတက်ဘူးဟု Truth Social Platform ပေါ်တွင်ရေးသားခဲ့သည်ထို့ပြင်သဘောတူညီချက်ရဖို့မဟုတ်ဘဲပြင်ဆင်ပြီးသားသဘောတူညီချက်တင်ပြဖို့ဖြစ်တယ်ဟုလည်းထပ်မံပြောကြားသည် ထို့နောက်တွင်ဥရောပဘက်ကချင်းချောက်မှုအပေါ်မူတည်မထားဘဲတရားမျှတမှုနှင့်လေးစားမှုအပေါ်မူတည်၍ဆက်လက်ဆွေးနွေးလိုကြောင်းနှင့်မိမိတို့အကျိုးစီးပွားများကိုလည်းကာကွယ်မည်ဟုကြေညာသည် EU သည်ဝါရှင်တန်၏အကြီးဆုံးကုန်သွယ်ဖက်ဒေသတစ်ခုဖြစ်ပြီး2024ခုနှစ်တွင်6ဘီလီယံဒေါ်လာတန်ဖိုးရှိသောကုန်ပစ္စည်းများကိုတင်ပို့ခဲ့သည့် Trade ၏အခွန်တင်မှုများအပေါ်တုံ့ပြန်ရာတွင်ဥရောပနိုင်ငံများကထိုကဲ့သို့သောအခွန်များသည်နှစ်ဖက်လုံးအတွက် ထိခိုက်မှုရှိနိုင်ကြောင်းသတိပေးကြသည် အိုင်ယာလန်ဝန်ကြီးချုပ်မိုက်ကယ်မာတင်ကဤလမ်းမျိုးကိုမလိုအပ်ကြောင်းဆွေးနွေးမှုကသာတခုရဲသောဖြေရှင်းသည့်ဖြစ်တယ်ဟုဆိုသည်ပြင်သစ်နိုင်ငံသားရေးဝန်ကြီးလော်ရီစိတ်မာတင်ကလည်းတုံ့ပြန်ရန် အသိရှိတော်လဲတင်းမာမှုယော်နေရေးလမ်းကြောင်းကိုဆက်လက်ထိန်းသိမ်းထားမည်ဟုထောက်ပြသည်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe ခေါင်းလောင်းလေးနှိပ်ပြီးဆက်လက်အားပေးကြအောင်နော်